င်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ရဲ့ညနေကြေးသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ရုရှားအရာရှိတွေကိုငတ်တလောက်ပေါင်းလက်ဖက်ရည်လက်ဖက်တုံးနဲ့မင်းအောင်နိုင်ကဧကံခဲ့တယ်လို့စစ်အုပ်စုထိန်ချုပ်ထားတဲ့သတင်းစာမှာဖော်ပြထားပါတယ်။63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကျင်းညာပြီးတော့စစ်တပ်ကထိုးစစ်ဆင်ပေးမယ်။နှစ်လနီးပါးအတွင်းမှာမြို့နှမြို့သာ ပြန်ရလိုက်ပါတယ်။ဒေါ်လာရေးတက်ဖွဲ့ဝင်တွေတိမ့်ပိုက်ထိန်ချုပ်ထားတဲ့မြို့ပေါင်း60မြို့ထိရှိပြီဖြစ်ပါတယ်။ ကိုပင်ရဲစခန်းကရဲတပ်ဖွဲ့ဝင်2ဦးပြစ်ခတ်ခံရပြီးတော့တေဆုံသွားပါတယ်ရှင်။စစ်တပ်ကအဝေးပြေးခရီးသည်တင်ကားပေါ်မှာလိုက်ပါလာတဲ့ခီးသွွားလူငယ်တွေကိုဆွဲချပြီးတော့စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးလာကရန်ကုန်တီလန်းပိုင်းနဲ့စလင်းတို့မှာခရီးသွားလူငယ်12ဦးဖမ်းဆီးခံလိုက်ရပါတယ်ရှင်။မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အထိုင်းအမတ်အတွက်ပြည်သူတွေထံကအလူငွေကောက်ခံတာတွေအပြင်ဖမ်းဆီးငွေတောင်းတာတွေပိုတန်းလာတယ်လို့ဆိုပါတယ် ဒီသတင်းလေးနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ့်ကမ္ဘာအနှုမြူ Foreign တက်ဖို့တွားရောက်တဲ့အကြံဖတ်မင်းအောင်လိုင်ကရုရှားအရာရှိတွေကိုငှက်တလောက်ပေါင်းလက်ဖက်တုံးနဲ့လက်ဖက်ရည်တွေကိုအဲ့ခံခဲ့တယ်လို့စစ်အုပ်စုထိန်းချုပ်ထားတဲ့သတင်းစာတွေမှာဖော်ပြထားပါတယ်။ နိုဗာစီဗစ်မြို့မှာခရီးတထောင်နာချိန်စက်တင်ဘာ24ရက်နေ့မနေ့ကအကြံဖက်မင်းအောင်လှိုင်ဟာရုရှားအုပ်ချုပ်ရေးအဖွဲ့နဲ့တာဝန်ရှိသူတွေကို အသင့်ယူဆောင်လာတဲ့လက်ဖက်အုပ်လက်ဖက်ရည်ငါတလောက်ပေါင်းတို့နဲ့အဲခံခဲ့တာလို့ဆိုပါတယ်။အဲ့ဒီမြမအစားအစာတွေအကြောင်းကိုလည်းအကြံဖက်မင်းအောင်လှိုင်က ရှင်းပြပြောဆိုခဲ့တယ်လို့ရုရှားမြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်နိုင်ရေးဆက်လက်ဆောင်ရွက်သွားနိုင်မယ့်အခြေအနေကိုလည်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာ မင်းအောင်လိုင်ဟာအာနာရှင်ပူတင် ဖိတ်ကြားထားတဲ့ကမ္ဘာအမှုမျိုးဖိုရမ်တက်ရောက်ဖို့နိုင်ငံတော်ဘတ်ဂျက်နဲ့သူ့မိသားစုတည်တံ့သုံးဖို့ဝယ်ယူထားတဲ့အထူးလေယာဉ်နဲ့ထွက်ခွာခဲ့ပြီးညပိုင်းမှာတော့မော်စကိုမြို့မှာရှိတဲ့အနူကော်ဗာအပီပီဆိုင်ယာလေစိတ်ကို ရောက်ရှိခဲ့တယ်လို့ဆိုပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာနာသိန်းစစ်တပ်ကနစ်ကုံမှာရွေးကောက်ပွဲလုပ်မယ်ကြေညာပြီးတော့ဇူလိုင်လကုန်ပိုင်းမှာ နိုင်ငံတော်ဝန်က63မြို့နယ်ကို2025 off gala ကနေအော်တိုဘာလကုန်အထိစေအုပ်စုရေးကျင်းညာပြီးတော့ဆုံရှုံထားတဲ့ဒေတာတွေပြန်ရဖို့အပြင်းအထန်ထိုးစစ်ဆင်နေပေမဲ့နှစ်လနီးပါးအတွင်းမှာမြို့နှမြို့ကိုသာပြန်လည်ထိန်းချုပ်နိုင်သေးပါတယ်။ဂရီနီပြည်ကဒီမိုဆိုမြို့နယ်နဲ့ကရင်ပြည်နယ်ကတင်ကန်းညီနောင်မြို့နယ်တို့ဖြစ်ပါတယ်။ကြောက်မဲ့၄ကီကောမြို့ကိုလည်းပြန်လည်တင်ပိုက်ထိန်ချုပ်နိုင်ဖို့စစ်တပ်ကထိုးစစ်ဆင်နေပေမဲ့တော်လန်ရဲတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်ပြန်မသိမ်းနိုင်သေးပါဘူးရှင်။ ဒါပေမဲ့စစ်တပ်ဟာဆုံးရှုံးထားတဲ့နယ်မြေတွေထဲကကော့ကရိတ်၊မြော်ရီအာရှလမ်းမမတရားမြို့နယ်အရှိချံကစစ်စခန်းတွေဗမော်မြို့ကဆုံးရှုံးထားတဲ့စခန်းတရင်အချို့ရွှေဘိုမြစ်ကြီးနာလမ်းကလမ်းပိုင်းအချို့စတာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။တဖက်မှာတော်လန်ရေးတပ်တွေကစစ်တပ်ရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေရင်စက်တင်ဘာ20ရက်နေ့မှာသခိုင်းတိုင်းဗမောင်းမြို့ကိုပါတိမ့်ပိုက်ထိန်းချုပ်ခဲ့ပါတယ်။ တကယ်တော့စစ်တပ်ကဗမောက်မြို့ကိုအရေးပေါ်ကျင်ညာပြီးစစ်အုပ်ချုပ်ရေးကျင်ညာထားတဲ့63မြို့နယ်ထဲမှာတော့မပါခဲ့ပါဘူးစစ်အုပ်ချုပ်ရေးမကျင်ညာထားတဲ့မြို့တွေထဲကတမြို့ကိုတော်လှန်ရေးတပ်တွေကထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်စစ်တပ်အပြင်းထန်ထိုးစစ်ဆင်နေတဲ့တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်းစတင်မှာ လကုံအထိ62မြို့ရှိပါတယ်။ဒါအပြင်တော်လန်ရေးတပ်တွေကဖားဆောင်မြို့၊ကြောက်ဖြူမြို့တွေကိုဆက်လက်ပြီးတော့တင်ယူနိုင်ဖို့ထိုးစစ်ဆင်လျက်ရှိနေပါတယ်။စစ်တပ်ကဇူလိုင်လကုန်နှောင်းပိုင်းမှာတိမ့်ပိုင်နိုင်ခဲ့တဲ့မြို့နှမြို့ပဲရှိပေမဲ့2025နှစ်ကုန်ပိုင်းကတည်းကထိုးစစ်ဆင်လာရာကြောင့်ဇူလိုင်လမှာနှောင်းချုံမြို့၊တပိတ်ကျင်းမြို့၊မိုးပြဲမြို့တွေကိုတိမ့်ပိုင်နိုင်ခဲ့ပါတယ်။ ါကြောင့် People's Spring သတင်းဌာနရဲ့အချက်အလက်တွေအရစစ်တပ်ကဇူလိုင်နဲ့ off color မှာပြန်လည်တင်းယူထိန်းချုပ်နိုင်ခဲ့တာ၅မြို့ရှိရလို့ဆိုပါတယ်။တော်လရင်တပ်တွေအတွက်လည်း2025 April လဇန်ပိုင်မှာအင်ဒိုမျိုးနဲ့ဖလန်းမျိုးကိုတင်းယူပြီးတဲ့နောက်မှာမျိုးတွေထပ်မသိမ်းနိုင်ခဲ့ပဲဖြစ်နေတာမှာ၅လကျော်ကြာမှမျိုးတစ်မျိုးကိုပြန်လည်တင်းနိုင်ခဲ့တာပါ။မြို့နယ်အစင်းရှိတဲ့မြို့ကိုတင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့စစ်တပ်ကဆုံးရှုံးနယ်မြေတွေ ြန်ထိန်းနိုင်ဖို့ထိုးစစ်ဆင်နေချိန်မှာမြို့နယ်တမြို့ထပ်မံလက်လွတ်ခဲ့ရတာပါ။ဒါပြင်စစ်အုပ်စုကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ်ဆိုရက်ရွေးကောက်ပွဲပထမအဆင့်မှာမပါတဲ့56မြို့နယ်ထဲမှာလည်းဗမောင်းမြို့ကိုထည့်သွင်းမထားပါဘူး။ဒါကြောင့်ဗမောင်းမြို့နယ်မှာရွေးကောက်ပွဲလုပ်မယ်လို့အတိတ်ပဲတည်ရောက်ခဲ့ပါတယ်။ဒါပေမဲ့တော်လန်ရေးတက်တွေကတံပြန်သိမ့်ပိုက်သွားတာလည်းဖြစ်ပါရဲ့ရှင်။မကွေးတိုင်းကသတင်းနဲ့ဆက်ချင်ပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်တောင်ပိုင်း တရက်ကန်ရွာကနေကင်းပတ်ဖို့ထွက်လာတဲ့ပြူစောတိတွေကိုပြစ်ခတ်တိုက်ခိုက်ရမှာတဦးသေဆုံးခဲ့တယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့စီကနေသိရပါဗျ။စက်တင်ဘာ24ရက်နေ့မနက်6နာရီမှာတရက်ကန်ရွာကနေကင်းပတ်ဖို့ဘန်ဂါတဲကနေထွက်လာတဲ့ပြူစောတိတွေကိုရွာနီးနားအယောက်မှာသူတို့နဲ့မီတာ100 150လောက်အကွာမှာပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ပြူစောတိတွေကင်းပတ်မယ်ဆိုပြီးတော့ဘန်ဂါတဲကနေထွက်လာတဲ့အချိန်မှာကျွန်တော်တို့ဘက်က rifle နဲ့စပြီးတော့ပစ်ခဲ့တာပါ ပြကြတော့လက်နက်ငယ်တွေနဲ့လဲဝိုင်းဝန်းပစ်ခတ်ခဲ့တဲ့ပြူစော်တီတူလဲပြီးတော့ပွဲချင်းပြီးတည်တယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ကဂျဲဘော်စောကြီးကပြောပါတယ်တေဆုံးသူဟာတရက်ကန်ရွာကပြူစော်တီကင်းမူမျိုးနိုင်အေးဖြစ်ပြီးတော့ပြူစော်တီတွေဘက်ကလည်းပြန်လဲပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်တရက်ကန်ကျေးရွာမှာပြူစော်တီအင်အားတရာဝန်းကျင်ရှိပြီးတော့လက်ရှိမှာတော့ရိတ်ခါပြက်လက်မှုနဲ့ကြုံနေရတယ်လို့လည်းသိရကြောင်း တပ်ဖွဲ့ဝင်စော်ကြီးကပြောပါရယ်ပြစ်ခတ်ပြီးနေချိန်မှာပြူစောတီလဲကြတည်ဆုံးပြီးတဲ့နောက်မှာ40မမတလုံးပြစ်ပြီးလက်နက်ငယ်တွေနဲ့ပါရန်တမ်းပြစ်ခတ်ကြပါရယ်လက်ရှိအနေနဲ့သူတို့ဘက်ကရိတ်ခါပြက်လက်ပြီးတော့စစ်ကောင်စီစစ်ကြောင်းလာမာကိုမျောလင့်နေကြတယ်လို့သူကဆက်ပြောပါရယ်အရေးတိုက်ခိုက်မှုကို TYK ပျောက်ကြားတပ်ဖွဲ့မြိုင်ပါကဖတက်ရင်တက်ခွဲတင်မြိုင်ပါခါဖတက်ရင်တက်ခွဲလေးပြည်သူလွတ်မြောက်ရေးတပ်ပေါင်းစု PLC အပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလှုပ်ဆောင်ခဲ့တာလို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကလည်းမြိုင်မြို့နယ်တရက်ကန်ရွာကပြူစောတိရီထန်းတက်နေချိန်မှာ TYK ပျောက်ကြားတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းရန်ကုန်ပြည်လန်းပိုင်းမှာ expert ကားပေါ်လိုက်ပါလာတဲ့ရန်ကုန်ကနေပြန်လာတဲ့လူငယ်9ဦးအပါအဝင်6ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်ကြဆွဲဖမ်းဆီးသွားကြောင်းခီးသွွားပြည်သူတွေနဲ့ဒေသပြည်သူတွေထံကနေသိရပါဗျာ။ စက်တင်ဘာလ18ရက်နေ့မှာရန်ကုန်ပြည်လမ်းပိုင်းအုတ်ဖိုမြို့နယ်အပိုင်းလိန်ဥကုံလမ်းဆောင်မှာရှိတဲ့ရန်ကုန်ကနေပြန်လာတဲ့ expat ကားပေါ်မှာလိုက်ပါလာတဲ့လူငယ်9ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့သိရပါတယ်။ဒါပြင်အဲ့ဒီအကြမ်းဖက်စစ်တပ်ကယနေ့နနက်8နာရီခန့်မှာကဝေစုရွာမှာပြည်သူ9ဦးကိုလည်းထပ်မံဖမ်းဆီးသွားကြောင်း ဲ့လိုဖမ်းဆီးခံရတဲ့ပြည်သူတွေကိုဘယ်နေရာကိုဖမ်းဆီးသွားတယ်ဆိုတာကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲမိသားစုဝင်တွေကလိုက်လံစုံစမ်း၍မှတ်ရကြောင်းလည်းသိရပါဗျ။စတေမာ၁၈ရက်နေ့နနက်9နာရီလောက်မှာအုတ်ဖို့မြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့လက်ဥကုံလမ်းဆောင်မှာရန်ကုန်ကနေပြန်လာတဲ့ expat ကားပေါ်လိုက်ပါလာတဲ့လူငယ်9ဦးကိုစစ်ခွေးနဲ့ပြူစောချီတွေကပေါ်တာဆွဲဖမ်းဆီးသွားတာအဲ့ဒီစစ်ခွေးတွေကကဝေစုရွာကပြည်သူ2ဦးကိုပါဆက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်အုတ်ဖို့မြို့နယ်မှာ တတသည့်စုဆောင်တာကိုအင်းများတာယာကျေးရွာကပြူစောထီတွေကတာဝန်ယူလှုပ်ဆောင်နေတာလို့ခီးသွွားပြည်သူနဲ့ဒေတာပြည်သူတွေကပြောပါတယ်။အလားတူပဲမကွေးတိုင်းစလင်းမြို့နယ်မှာအကြံဖတ်စစ်တပ်ကနန်းထိုင်းတော်ဝင် expert ကားပေါ်လိုက်ပါလာတဲ့လူငယ်၃ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေတာပြည်သူတွေကပြောပါတယ်ရှင်။စတေမာ24ရက်နေ့နနက်6:00နာရီခန့်မှာလဲစလင်းမျိုးလက်ပံကံလမ်းခွဲမှာနန်းထိုက်တော်ဝင် expert ကားပေါ်လိုက်ပါလာတဲ့လူငယ်3ဦးကိုကားပေါ်ကနေ ပေါ်တာဆွဲဖမ်းဆီးသွားတာလို့သိရပါတယ်။ဘေရွာကလူငယ်တွေကိုဖမ်းသွားလဲဆိုတော့အတိမပြုနိုင်သေးပါဘူး။ဇလင်းမျိုးလက်ပံကန်လမ်းခွဲမှာနန်းထိုက်တော်ဝင်မန်လုံကားပေါ်လိုက်ပါတာလေလူငယ်၃ဦးကိုစစ်ခွေးတွေကကားပေါ်ကနေဆွဲချပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတာလို့ဒေတာပြည်သူတအုပ်ကပြောပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့2025ခုနှစ်အောက်တိုဘာ၁ရက်နေ့မှာကြာရောက်မယ်အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နှင့်အထိမ်းအမှတ်ကျင်းပဖို့အတွက်တရက်အောင်လံမင်းနှုံးနဲ့ ကံမကလောင်ကစားထိုင်တွေနဲ့မူရစ်ဆေးရောင်းတဲ့ကိုယ်စားလှယ်တွေထံကအလူငွေကောက်ခံနေကြတယ်လို့သိရပါဗျ။အကြံဖတ်စစ်တပ်ရဲ့လက်အောက်ခံရဲတပ်ဖွဲ့နဲ့အထိမ်အမှတ်ဖြစ်တပ်ဆိုင်ရာမြို့နယ်တွေမှာဖျားစီတီနဲ့ဆေးရုံဈေးကန်းတွေမှာမှုတ်ပဲတည်စားလူတာသွေးလူတာတွေကိုစုပေါင်းပြုလုပ်ဖို့ညွန်ကြားထားတာလေးလည်းရှိသလိုအခုရက်ထဲအလူခန္ဓာတွေအပြင်ဆိုင်ကယ်ဖမ်းဆီးတာတွေပါခက်ဆက်ဆိတ်ပြုလုပ်လာတယ်လို့သိရပါဗျ။မင်းလာနဲ့အောင်လမ်းမှာတော့ဂျင်ဝိုင်းတွေကို အလူလာကောက်တဲ့ တိုင်ကြီးအသေးပေါ်မှူတည်ပြီးတော့2000 3000ထည့်ရတယ်။အဲ့နေကြရင်စခန်းနဲ့တောက်ပွဲကျင်းပဖို့ရှိတယ်လို့ပြောတယ်။သူတို့ပါတနာတွေနဲ့တိုင်ကြီးတွေကိုတော့ကြိုဖိတ်ထားတာတွေရှိတယ်လို့ရဲနဲ့နှိစက်သူတို့ကပြောပါတယ်။အခုရက်ထဲမှာစစ်ကောင်စီလောက်အောက်ခံရဲတပ်ဖွဲ့တွေဟာရဲတပ်ဖွဲ့နှစ်မတိုင်မီအထက်အဆင့်ဆင့်ရဲချုပ်တွေကိုငွေရှာပေးတာကြောင့်ဆိုင်ကယ်ဖမ်းဆီးတာအပါအဝင် အခြားတစ်ကဝါကဝက်ကကြက်က အုတ်တဲ့ကားတွေနဲ့ခီးတဲ့အတင်ကားကုန်ကားတွေပါမကျန်းစစ်စေငွေတောင်းနေကြတယ်လို့သိရပါဗျ။ရဲတပ်ဖွဲ့နဲ့အတွက်အလူငွေထဲ့အောင်လို့စံတွေတဲလာရင်ပစ္စည်းချခဲ့မချခဲ့ရင်စံတအိတ်ဘလောက်နှုံနဲ့ပေးတော့ဓာတ်စီတွေတဲလာရင်လဲတင်းလို့ရတယ်ဘလောက်ပေးနဲ့အတင်းတောင်းတာအရင်လိုဂိတ်တွေမှာစစ်တာမျိုးမဟုတ်ဘူးကျုံးတလို့စစ်တာငွေရမ်းတောင်းနေတာဘာပြစ်ချက်မှမရှိလဲငွေတောင်းနေတာသူတို့လည်းအထက်ရဲမှုတွေကနေရဲမင်းကြီးအထိ တတ်မှတ်ချက်တိုင်းပေးရလို့ငွေရှာနေရတာလို့ပြောတယ်လို့ကာသမတဝူကပြောပါဗျ။လက်တလုံးမှာစစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ကမြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတွက်အထက်အစင်းစင်းကတောင်းခံတဲ့ငွေကြေးနဲ့သက်ဆိုင်ရာမြို့နယ်တွေမှာရဲတပ်ဖွဲ့ဝင်တွေပျော်ပွဲရှင်ပွဲလုပ်ဖို့နှိမ့်စင်ငွေရှာနေကြတာတွေရှိနေပြီးတော့တရက်ခရိုင်ထဲမှာပြည်သူတွေအနေနဲ့သွာလာတာအတော်ကြီးဆိုင်နေကြရတယ်လို့ဒေသတွင်တည်င်းရင်းမြစ်တွေထံကနေစုံစမ်းသိရှိရပါရဲ့ရှင်။ ဒီကနေ့ညနေခင်းရက်နောက်ဆုံးသတင်းတပုတ်အနေနဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကော့ဒေဆိုင်ဖုန်ကြီးကျောင်းကို အကြံဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်းဒေသပြည်သူတွေကပြောပါတယ်စက်တင်ဘာ23ရက်နေ့နနက်7:55မိနစ်ခန့်မှာကော့ဒေချိန်ရွာမှာရှိတဲ့ကော့ဒေဆိုင်ဖုန်ကြီးကျောင်းကိုအကြံဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် အကြံဖတ်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကကော့ရီဆိုင်ဖုံကြီးကျောင်းအတွင်းကြားရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူတွေနဲ့တန်ခါတော်ထိခိုက်မှုမရှိပေမဲ့ဖုံကြီးကျောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ကြုံပိုင်းကျေးရွာအုပ်စုမှာရှိတဲ့ကော့ရီချိန်ရွာကော့ရီဆိုင်ဖုံကြီးကျောင်းကိုစစ်ခွေတွေကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ဖုံကြီးကျောင်းထဲကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူတွေထိခိုက်မှုမရှိပေမဲ့ဖုံကြီးကျောင်းဆောင်တွေပျက်စီးသွားတယ်လို့ဒေသပြည်သူတွေကပြောပါရရှင်။ လက်ရှိချိန်မှာတော့ကော့ကရိတ်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေရင်လက်နက်ကြီးတွေနဲ့ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုနှိမ့်စင်ပစ်ခတ်တိုက်ခိုက်နေကြောင်းပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါဗျ။ဒါပြင်ကော့ကရိတ်မြို့နယ်အင်းကြီးရွာနဲ့ကျုံပိုင်းရွာတို့မှာလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့် off color 30ရက်နေ့ကစတင်ကစက်တင်ဘာ22ရက်နေ့အထိ ပြင်းထန်စွာဖြစ်ပွားနေပြီးတော့တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကတရားဝင်းကျင် ထိခိုက်သေးဆုံးထားပြီးအကြိမ်ကြိမ်တက်လှမ်းပြီးတော့ရှစ်ဆက်မတိုးနိုင်ဘူးလို့လဲဆိုပါတယ်။ဒါကြောင့်စစ်တပ်ကလေရင် drone နေနဲ့ပုံကျခြင်းလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းတွေကိုဇက်တိုင်းလောက်ဆောင်တွေကဖုံကြီးကြောင်းစာတင်ကြောင်းနဲ့လူနေအိမ်တွေကိုမြေပြင်စစ်ကြောင်းကရွာလုံးကျွမီရှို့ဖျက်ဆီးနေတယ်လို့လဲသိရပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေရှင်